ကျွန်တော်တို့ဒီနေထိုင်ကြတဲ့လူမှုပတ်ဝန်းကျင် People Society မှာဘာသာရေးအကြောင်းဖရာတရားအကြောင်းပြောပြီးဆိုရင်ဒီလူကြီးကဘာလဲခွန်ကြီးဝတ်တော့မလားခွန်ကြီးမဲဝလိုက်တော့မလားဒီလိုပုံစံနဲ့ကျွန်တော်တို့ကိုပြန်ပြီးတော့တုတ်ပြန်ကြရတယ်။အဲ့ဒီလိုတုတ်ပြန်ကြရတဲ့သူတွေအဲမှာလူငယ်တွေများပါတယ်။လူလက်ပိုင်းတွေလည်းပါတယ်လို့တချို့လူကြီးပိုင်းတွေလည်းပါကြပါတယ်။သူတို့ဘာဖြစ်လို့အဲ့ဒီလိုမျိုးတုတ်ပြန်ကြတာလဲ။အဖြေကရှင်းပါတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ပုံသူတာမရှိကြလို့ပဲဖြစ်ပါတယ်။နောက်ပြီးတော့ဗုဒ္ဓဘာသာရဲ့အခြေခံအချက်လေးတွေဖြစ်တဲ့ယန္တနာ၃ပါးနဲ့ကံကံဤအကျိုးကိုအမှန်တကယ်တဝင့်ယုံကြည်မှုမရှိပဲအမြေခံအညာသာဗုဒ္ဓဘာသာဝင်နေဖြစ်နေကြလို့ပဲဖြစ်ပါတယ်။ဆိုတော့မိဘနှစ်ပါးကဗုဒ္ဓဘာသာဖြစ်လို့မိယိုးဖလားဗုဒ္ဓဘာသာဖြစ်တဲ့ဆိုပေမဲ့လည်းအညာသာဗုဒ္ဓဘာသာဝင်မဖြစ်ဘူးအမြေခံဗုဒ္ဓဘာသာဝင်နေမဖြစ်ကြဘူးဗုဒ္ဓဘာသာရဲ့တည်တည်တည်ထိုက်တဲ့အ

ဗုဒ္ဓဆိုတာပါလဲပိုင်းနဲ့ဗုဒ္ဓဘာသာရဲ့အရေးချက်အပိုင်း၃ယရနာ၃ပါပိုင်း၄ကအခြေခံကိုကျင့်တရားနာပါတည်လားအပိုင်း၅ကံကံဤအကျိုးအပိုင်း၆ကပရိနိဗ္ဗာန်နဲ့နိဂုံးဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ပိုင်း၁ဗုဒ္ဓဆိုတာပါလဲ ဒါလေးကိုမပြောခင်ကျွန်တော်တို့မိကုံတစ်ခုမေးကြည့်ရအောင်တင့်ဘဝမှာစိတ်ဖြည့်စည်းမှုတွေစိုးရိမ်ပူပန်မှုတွေရှိနေလားဒါမှမဟုတ်လူတိုင်းကြုံတွေ့နေရတဲ့ဒုက္ခတွေကနေလွတ်မြောက်နိုင်တဲ့လမ်းစာရှိတယ်ဆိုတာကိုယုံပါသလားအဲ့ဒီလမ်းစဉ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးကအိန္ဒိယပြည်မှာဂေါတမဗုဒ္ဓကရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာဗုဒ္ဓဘာသာရဲ့အခြေခံအနှစ်သာရတင့်ဘဝအတွက် အကျိုးရှိနေတဲ့၅ပါးသီလနဲ့ကံကံအကျိုးအကြောင်းတွေကိုရှင်းရှင်းလင်းလင်းသိအောင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဗုဒ္ဓရဲ့နန်းညုံချက်တွေကိုကျွန်တော်တို့စက်ပြီး ေးတာကြည့်အောင်အပိုင်း1ဗုဒ္ဓဘာသာဆိုတာဘာလဲပထမဆုံးအနေနဲ့ဗုဒ္ဓဘာသာရဲ့ဖခင်လို့ပြောလို့ရတဲ့တာဂီဝင်မင်းသားတိတ်တရဂေါရမအကြောင်းပြောရအောင်ပထမဆုံးအနေနဲ့ဟောမြင်တော်မူခြင်းဆိုတာဒီနဲ့ဆရအောင်တိတ်တရဂေါရမကိုမဟာတက္ကရ68ခုနဲ့ကဆုံလာပြည့်တောက်ကြနေမှာနေပေါ်နိုင်တဲ့လုံမဏီအင်းရင်တော်မှာဖားမြင်ခဲ့ပါတိတ်တရဂေါရမမင်းသားဟာနန်းတော်ထဲမှာစီးရင်ခံပြီးတော့မှသူကကြီးပြင်းခဲ့ရပေမဲ့လည်းအသက်29နှစ်အရွယ်မှာ ။အိုခြင်း၊နာခြင်း၊တည်ခြင်းဆိုတဲ့လောကနဲ့ရဲ့အမှန်တရားကိုမြင်တွေ့ခဲ့ပါတယ်။အဲ့ဒါတွေကိုမြင်တွေ့ပြီးတော့မှဒီကဒီဒုက္ခလေးကနေလွတ်မြောက်ရာလမ်းကို ရှာဖို့အတွက်ဆိုပြီးတော့မှမဟာတက္ကရိ68ခုနှစ်အသက်29နှစ်မှာလမ်းစည်းစိမ်ကိုဆွန့်လွတ်ပြီးတောထွက်ခဲ့ပါတယ်။6နှစ်ကြာခက်ခဲတဲ့ကြင်ညာမှုတွေနောက်ဆုံးမှာ သူဟာမဟာတက္ကရ 103ခုနှစ်ကဆုံလာပြည့်နေ့မှာမောရီပင်အောက်မှာအခုအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာမှာအလင်းရပြီးတော့မှဖယားဆင်စစ်ဧကံဖြစ်တော်မူခဲ့ပါတယ်ဒီနေရာမှာဗုဒ္ဓဆိုတာကဝိနံပဲဖြစ်ပြီးတော့မှ အမှန်တရားကိုသိမြင်ပြီးသူလို့အတိတ်ပဲရပါတယ်အပိုင်းနှစ်ကဗုဒ္ဓဘာသာရဲ့ရည်ရွယ်ချက်ဗုဒ္ဓဘာသာရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်ဒုက္ခအပေါင်းကနေလွတ်မြောက်ရာနိဗ္ဗာန်ကိုရဖို့ပဲဖြစ်ပါတယ်ဒုက္ခဆိုတာက ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတစ်ခုတည်းမဟုတ်ပါဘူးစိတ်ရဲ့မချမ်းမြေမှုမပြည့်စုံမှုလိုချင်တာကိုမရတဲ့အခါမှာခံစားရတဲ့စိတ်ဖြစ်စည်းမှုတွေအားလုံးပါဝင်ပါတယ်ဒုက္ခရဲ့အရင်ခံကတော့စွဲလမ်းမှုဆိုရဲတဏှာဖြစ်ပါတယ်ငါပိုင်ဆိုင်ရမယ်ငါဖြစ်ချင်တယ်ဆိုရဲအစွဲလမ်းတွေကြောင့်ဖြစ်ပါတယ် ဗုဒ္ဓကဒီဆွဲလန်းမှုတွေခြုံငိမ့်သွားရင်ဘာမှမရှိတော့တဲ့လွမြောက်ငိမ့်အေးတဲ့အခြေအနေတစ်ခုရှိတယ်လို့ပြသခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့နိဗ္ဗာန်ပဲဖြစ်ပါတယ် ဗုဒ္ဓဘာသာဝင်တွေဟာဒီဒုက္ခတွေနဲ့ပြည်နေတဲ့ဘဝတန်တရာကနေလွမြောက်ဖို့အတွက်ကြင့်ကြံကြတာဖြစ်ပါတယ်ဆက်ရရင်ပိုင်း၃ယတနာ၃ပါဗုဒ္ဓဘာသာဝင်တယောက်ရဲ့အခြေခံအကုရာကတော့ယတနာ၃ပါပဲဖြစ်ပါတယ်နံပါတ်၁ဗုဒ္ဓယတနာဗုဒ္ဓယတနာဆိုတာဘာကိုဖြူလိုတာလဲဆိုရင်လမ်းစဉ်ကိုရှာဖွေတွေ့ရှိပြီးပွင့်တော်မူခဲ့တဲ့ဆရာသမားဂေါရမဗုဒ္ဓကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်၂ဓမ္မယတနာဒါကတော့ဂေါရမဗုဒ္ဓဖျားရှင်ရဲ့ဟောကြားခဲ့တဲ့တရားတော် ို့တွေလမ်းညွန်ချက်အမှန်တရားတွေပဲဖြစ်ပါတယ်။နံပါတ်3တန်ခါယတနာဂေါတမဗုဒ္ဓအောကြားခဲ့တဲ့တရားတော်တွေကိုဂျိုင်းနာကြင်ကြံပြီးတရားအမွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတဲ့တန်ခါတော်တွေကိုဆိုလိုတာဖြစ်ပါတယ်။ဒီယတနာ3ပါးကိုခိုးလုံနေဆိုတာကဒီလမ်းစဉ်ကိုယုံကြည်ပြီးလိုက်နာကြင်ကြံမယ်လို့ကတိပြုတာမျိုးဖြစ်ပါတယ်။အပိုင်းလေးအခြေခံကိုကျင့်တရား၅ပါးတည်လာဒီနေရာမှာ၅ပါးတည်လာကိုအလွယ်ဆုံးနဲ့နားလည်လျော်လေးပြောပြပေးပါဗုဒ္ဓဘာသာရဲ့အခြေခံကျင့်ဝတ်ကတော့ 5ပါးသီလဖြစ်ပါတယ်ဒါတွေကဘာသာရေးစည်းမျဉ်းဆိုတာထက်ကိုဗုဒ္ဓဘာသာတဦးရဲ့လူမှုဆက်ဆံရေးနဲ့စိတ်တည်ငြိမ်မှုအတော့အခြေခံစည်းမျဉ်းပဲဖြစ်ပါတယ်ဒါကိုနားလည်လေအောင်ကျွန်တော်ပြောရမယ်ဆိုရင်နံပါတ်1သူအသက်မသက်ချင်းလူသားအလုံးအပေါ်မှာမေတ္တာထားမှုနေချင်တာကိုပြောတာဖြစ်ပါတယ်။နံပါတ်2သူဥစ္စာမခိုးချင်းယောသားပင်ဖြောင့်မတ်စွာမျက်တိတာကိုဆိုလိုတာပါ။နံပါတ်3ကာမဂုဏ်မှားရင်းစွာမကျင့်ချင်း အိမ်တော်ဘက်အပေါ်တစ္ဆာရှိခြင်းကိုပြောတာဖြစ်ပါတယ်။ညမတ်၄ကမှုသားမပြောဆိုခြင်းအလွယ်ပြောလို့ရှိရင်ပတ်ဝန်းကျင်မှာယုံကြည်မှုကိုတည်ဆောက်တာဖြစ်ပါတယ်။နံပါတ်၅မူရည်စေဝါမတုံဆွဲခြင်းကိုယ့်ရဲ့တတိ mindfulness ကိုမပြတ်စည်းအောင်ထိန်းသိမ်းတာကိုဆိုလိုတာပါ။ဒီတိလ၅ပါးဟာပတ်ဝန်းကျင်နဲ့ကိုယ်တိုင်အတွက်ငြိမ်းချမ်းရေးကိုဖန်တီးပေးတဲ့အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။အပိုင်း၅ကံနဲ့ကံဤအကျိုးဒီအချက်က အရေးကြီးဆုံးပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာကကံကံဤအချိုးဆိုတဲ့မပြောင်းလဲတဲ့တဘာဝတရားကိုအခါရမှာယုံကြည်ပါတယ်ဒါဆိုရင်ကံဆိုတာဘာလဲကျွန်တော်တို့ရဲ့ရည်ရချက်ရှိရှိလှုံ့ဆော်တဲ့စိတ်ကိုနှုတ်အပြုမှုအလုံးကိုဆိုလိုတာပဲဖြစ်ပါတယ်ကံဤအချိုးကံဤအချိုးလို့ဆိုတာကကောင်းတဲ့အလုပ်လုပ်ရင်ကောင်းတဲ့အချိုးခံစားရမကောင်းတဲ့အလုပ်ကို လုံရင်မကောင်းတဲ့အကျိုးပြန်ပြီးခံစားရမယ်ဒီနေရာမှာဥပမာလေးနဲ့ပြောရလို့ရှိရင်တစ်ပင်ဆိုင်တယ်လို့ပဲဖြစ်ပါတယ်တရက်ပင်ဆိုင်လို့ရှိရင်တရက်တီးဒီလိုမြစ်တာဆိုင်ရင်လည်းမြစ်တာအကျိုးကိုရရှိမှာဖြစ်ပါတယ်ဒီသဘောပဲဖြစ်ပါတယ်ဘုရားကကျွန်တော်တို့ဟာဖျားသခင်ရဲ့ဖန်ဆင်းခြင်းခံရသူတွေမဟုတ်ပဲကိုယ်ကံကြမ္မာကိုကိုယ်တိုင်ဖန်ရင်းသူတွေလို့တင်ကြားပေးခဲ့တာဖြစ်ပါတယ်ကောင်းတဲ့အကျိုးကိုလိုချင်ရင် ကောင်းတဲ့ကိစ္စတွေကိုဒီနေ့ကစပြီးပြုလုပ်ရမှာဖြစ်ပါတယ်။အပိုင်း6ပြိနိဗ္ဗာန်ရဲ့အနိဂုံဘုရားရှင်ဟာတတ္တဝါတွေအတွက် 45ဝါနှစ်ပေါင်း45နှစ်တိုင်အောင်တရားဟောခဲ့ပြီးတဲ့နောက်မှာမဟာတက္ကရေ148ခုနှစ်ကဆုံလာပြီးနေ့မှာကုသနာယုံပြီးမလာမဲနှုတ်ရဲ့အင်ညာဥယင်မှာတတ်တော်80အရွယ်နဲ့ပြိဋိဘံဆောင်ဝင်တော်မူခဲ့ပါတယ်ပြိဋိဘံဆိုတာကဒုက္ခအလုံးကလုံးဝကင်းငြိမ်သွားခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒီနေရာမှာထူးခြားချက်တစ်ခုလေးရှိပါတယ်ဘာလဲဆိုရင်တေတရဂေါရမဟာမွေးဖွားတဲ့အခါမှာလေကဆုံလာပြီးနေ့ ဖျားဖြစ်တာလဲကဆုံနာပြီနေပရိနိဒံပြုတာလဲကဆုံနာပြီနေအရင်သုံးချက်လုံးကတူညီနေပြီးတော့မှကဆုံနာပြီနေတွေမှာပဲအားလုံးဖြစ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်တို့ကကဆုံနာပြီနေကိုဗုဒ္ဓနေဗုဒ္ဓနေဆိုပြီးတော့မှခေါ်ဆိုနေကြတာလဲဖြစ်ပါတယ်ဆက်ပြောရလို့ရှိရင်ဖျားရှင်ရဲ့နောက်ဆုံးစကားကအပမဒေနတံပါတိထမမေ့မလျော့တတိတရားဖြစ်ပြည့်စုံအောင်ကြိုးစားကြလော့လို့ဆိုပြီးတော့မှဟောကြားခဲ့တာဖြစ်ပါတယ် ဒါကကျွန်တော်တို့ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့အားပေးတဲ့အနှစ်ချုပ်ဆုံးမလကဖြစ်ပါတယ်။ဘုရားလေးတွေကတော့ကျွန်တော်ကိုယ်တိုင်လေ့လာထားတဲ့ဘုရားဘာသာရဲ့အခြေခံအချက်လေးတွေပဲဖြစ်ပါတယ်။လူငယ်တွေအနေနဲ့ဒီလိုမျိုးအခြေခံအချက်လေးတွေကိုတော့မဖြစ်မနေသိထားဖို့တော့လိုအပ်ပါတယ်။ဆိုတော့ဒါဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့အမိခံမဖြစ်ဖို့အញ្ញံသာဗုဒ္ဓဘာသာဝင်မဖြစ်ဖို့အတွက်ဗုဒ္ဓဘာသာရဲ့တည်တည်နေနိုင်တဲ့အချက်လေးတွေကိုတော့လူငယ်တွေအနေနဲ့လေ့လာကြပါဖတ်ရှုကြပါလို့ ပြောကြရင်ကျွန်တော်ရဲ့ဗီဒီယိုကိုနေပုံချိုးပြရသည်ခင်ဗျာဗုဒ္ဓဘာသာဆိုတော့ကတင့်ကိုဒုက္ခကနေလွတ်မြောက်ဖို့လမ်းညွှန်ပေးတဲ့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်တစ်ခုပဲဖြစ်ပါတယ်တင်ကန်းစာကတော့ဒီနေ့ပဲစတင်ပြုလုပ်ပါ ကောင်းတဲ့အပြုတ်မှုကောင်းတဲ့စကားနဲ့ကောင်းတဲ့စိတ်တွေကိုမမေ့မလျော့ကျင့်ကြံကြပါ ဒီဗီဒီယိုကသင်ဘဝမှာအကျိုးတစ်ခုခုဖြစ်စီမယ်ဆိုရင်လိုက်လုပ်ပြီးဒီလိုဗုဒ္ဓဘာသာရဲ့တရားတော်တွေဆက်လက်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျအားလုံးပဲကောင်းသောကံများဖြင့်ပြည့်စုံကြပါခင်ဗျနောက်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ပါမယ်ကျေးဇူးပါ Thank you.